ဟေယောဝလုံးပဲမင်္ဂလာမနက်ခင်ဗျဒီဇင်ဘာလ3ရက်နေ့ယမနက်ပိုင်းအထူးသတင်းများကိုပထမဆုံးလူရင်းတူရှင်းတိဆက်တော်မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel coaching ပဲပြီးကြည့်ရှုနေတဲ့သူငယ်ချင်းတွေအားလုံးကျေးဇူးများကြည်ကျင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့သတင်းလေးတွေစကြရအောင်ပြီးခိုင်ဖြုတ်ပါတီရဲ့စိုင်းပုတ်တွေဖြစ်စည်းခံရတာကြောင့်စစ်ကောင်စီကရက်ကောက်ချုပ်ရင်းမှုတွေကလူငယ်တွေကိုတင်းဆောင်ခိုင်းထားတယ်လို့စုံစမ်းသိရပါတယ် စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေထဲမှာစစ်တကြောထုတ်နှုတ်ခံပြီးခိုင်ဖြိုးပါတီရဲ့ဆိုင်းဘုတ်တွေဟာအများဆုံးဖြစ်စီခံရတာတွေ့ရပါတယ်။ဒါကြောင့်စစ်ကောင်စီရက်ကျဲအုပ်ချုပ်ရေးမှုတွေကလူငယ်တွေကိုမြတ်ဖက်ကင်းဆောင်ခိုင်းတာဖြစ်တယ်လို့ရန်ကုန်မြို့ကန်တွေကပြောပါတယ်။ဆိုင်ဘုတ်တွေခူးခံရလို့ဖြစ်စည်းခံရလို့ဆိုပြီးကင်းဆောင်ခိုင်းတာ ကုထမင်းကိုစာပြီးဆောင်းရတယ်ဖိတ်ဆန်လေးမရဘူး မဆောင်ရင်စစ်မှုထမ်းထဲထိမစုပြီးပြောတယ်လို့ရန်ကုန်မြို့တောင်တကုန်မြို့နေမှာနေထိုင်သူတအုပ်ကပြောပါတယ်စစ်မှုထမ်းရမှာကြောက်လို့လူငယ်တချို့ဟာကျင့်ဖွေးပါတီဆိုင်ပုတ်ကိုညလုံးပုတ်ကင်းဆောင်ပြနေရတယ်လို့ဒေတာခံပြီးသူအချို့ကပြောပါတယ်ရန်ကုန်မှာစစ်ခွေခွေရေးတွေခွေးပြော်တွေကိုစီရင်နေမဆောင်ခိုင်းဘူးလို့ပြောပါတယ်မဖြစ်လို့စစ်ခွေခွေရေးခွေးပြော်တွေမဆောင်ခိုင်းတာလေဆိုတော့ ကျွန်တော်အမည်ပြောရမယ်ဆိုရင်တော့စစ်ခွေခွေးပြုတ်ခွေးရည်တွေကိုဆောင်ခိုင်းရင် PDF UG တွေကတိတ်ခိတ်မှကိုစိုးရင်တဲလို့ကျွန်တော်ကတော့မြင်တယ်။ပြီးတူလူထုလူငယ်တွေကိုဆောင်ခိုင်းရင်တော့ PDF တွေကဘာမှမလုပ်ဘူးဆိုတာကိုသူတို့တီးလို့ဆောင်ခိုင်းတာဖြစ်မယ်လို့ကျွန်တော်ကတော့ယူဆပါတယ်။ပြီးတူလူထုအတွက်အကောင်းဆုံးကျွန်တော်တို့လုပ်မယ်ပြီးတူလူထုတွေကလည်းကျွန်တော်တို့ကိုအားပေးတယ်ဗာညာမင်းတို့ပြောနေတယ်မဟုတ်လားကျွန်ဖွေးပါတီတွေခွေးကုတ်ပွေးတော်မလုပ်သေးဘူးအခုပြီးတူလူထုကိုမင်းတို့အနိုင်ကျင့်နေပြီ ရွေးကောက်ပွေးပြီးမင်းတို့လောရက်တွေဒီထက်ဆိုးအောင်ဟာဒါကတော့100%ကျွန်တော်ပြောရည်တယ်နောက်တရင်အေယာဝတီတိုင်းလေးမျက်နှာမြုပ်နေပတင်မုံရွာလမ်းပိုင်းအနီးရှိတေနုကုန်းကျေးရွာအနီးတွေအရခတ်တော်အေဦးဆောင်တို့ပူပေါင်းတော်လာရေးတက်တဲ့အချမ်ပစစ်ကောင်စီစစ်ခွေးတို့ကြားနှစ်ဖက်တိတ်ပွေးဆက်လက်ဖြစ်ပွားနေကြောင်းတရင်ရရှိထားပါတယ်တေနုကုန်းကျေးရွာအနီးကစစ်ကောင်စီစစ်ခွေးရဲ့ကာကင်စခန်းတစ်ခုကိုအေအေနဲ့ပူပေါင်းတက်က နိုဝင်ဘာလနောက်ဆုံးအပတ်မှာတင်းယူလိုက်ပြီးဂျန်စီနေသည့်လက်ဂျန်ဂါကင်းစခန်းငယ်များကိုအေအေနဲ့ပူပေါင်းတစ်ဖက်ကထူးဆစ်စင်တိတ်ခိတ်နေချင်းဖြစ်ကြောင်းတိတ်ပွေးမှာဆက်လက်ပင်ထန်နေတယ်လို့ဒေတာတွင်စီရဲ့တရင်ချင်းမိကဆိုပါတယ်စစ်စခန်းတွင်လက်လွတ်ပေးလိုက်ရသည့်အဂျန်ဖက်စစ်ကောင်စီသည်စီရဲ့နဲ့မသက်ဆိုင်သောလူနေရွာများကိုလေကြောင်းကနဲ့လာရောက်ဘုံကြီးတိတ်ခိတ်မှုတွေလည်းနေ့စဉ်လှုပ်ဆောင်နေတယ်လို့ဒေတာခန်တွင်ကပြောပါတယ် လူနေအင်းတွေပီတူတွေဘုံကျေးပြီးဆိုရင်တော့စစ်ခွေတွေရှုံးလို့ပေါ့ကွာလူနေအင်းတွေအတွက်စိတ်မကောင်းပါဘူးလေးမျက်နှာထက်ကစစ်ခွေစခန်းတွေလည်းမြဲမြဲပါတော့ပါစေလို့ဒီကနေ့ဆုတောင်းပေးပါတယ် Gong Lei Te Da Din No Da Din အနာတင်းစစ်တော်စုဂျီစုလွတ်မှုထားတဲ့စကိုင်းတိုင်းရဲ့မြို့တော်မုံရွာမြို့မှာယမနေ့ကအသက်ရှိစေချိုအဖွားနဲ့မေးဖြစ်သူကိုပြန်ပြေးဆွေးဖန်ဆီးခံရပြီး ကျတဲ့နှထောင်းလာရတဲ့ပြန်လာရွေးဖို့ချင်းချောက်စာပုနေတယ်လို့ဒေတာကန်တရင်ကြီးမိကပြောပါတယ်ဒီဇင်ဘာတရက်နေ့လေးပိုင်းအချင်းမုံရွာမြို့ချက်မြဝတီရက်ကွက်မှာနေထိုင်တဲ့အသက်စီစီကျော်အဖွားဦးတဦးနဲ့မေဖြစ်သူအသက်20အရွယ်အမျိုးသမီးတို့ကိုလက်နက်ကိုင်လူတစုကတနက်နဲ့ထုတ်ကာပြန်ပေးဆွေဖန်စီကိုဆောင်တော်တာလို့ဆိုပါတယ် ပြန်ပေးဆွေးဖန်ဆီးခံရတဲ့ရက်ကွက်အနီးမှာမင်းအောင်လှိုင်တက်စကန်စစ်တော်စုအထိုင်ချတဆွေးကိတ်ဖွင့်ထားတဲ့မုံရွာပညာရေးကိုလည်းရှိပြီးအင်းစီကနဲ့လာတဲ့လက်နက်ကင်တစုကအေဒီစစ်တော်စုကိတ်အနီးကနေအင်ကိုဝင်ရောက်စီးနှင်ပြီးနောက်မေအဖွားနှုတ်ကိုပြန်ပေးဆွေးဖန်ခိုသွားတာလို့မြုပ်ခံတူကပြောပါတယ်အဖွားကြီးကအသက်ရှိစေကြောပြီးမိကလည်း20ကျော်ပဲရှိသေးတာအင်းမှာတူတုပ်ပဲရှိတဲ့အချိန်ဝင်ဖန်သွားတာ တနက်ပြပြီးခိုးသွားတာအင်းစီကနစီနဲ့လူငါရောက်ကပြန်ပေဆွေဖန်စီခံရသူတွေဟာလောက်ငန်းစင်မိသားစုတွေမဟုတ်ပဲတာမန်တောင်သူစိတ်ပျော်ရေးလောက်ငန်းလောက်ကိုင်းသူတွေဖြစ်ကြတယ်လို့ဆိုပါတယ်ဖန်စီတော်ပြီးညက်ပိုင်းမှာမိသားစုဝင်တိုးစီကိုဖုန်းကနဲ့မိတ်ဆက်ပုပြီးတင်2500နဲ့ရွေးဖို့အကြောင်းကြားလာတယ်လို့လေတရင်ချင်းမိကပြောပါတယ်စစ်ခွေးမဟုတ်ရင်မြို့တွေပဲဖြစ်မှာ ြုတ်ထဲမှာနေလေခင်မှဓမြတိတ်ရဲတယ်ပြန်ပြေးဆွေးရဲတယ်ဆိုတော့ခွေးပြုတ်တွေမဟုတ်ရင်စစ်ခွေးတွေပဲဖြစ်မှာနောက်တရင်မြန်မာနိုင်ငံပြည်သူများစစ်အာဏာရှင်လက်အောက်မှလွတ်လပ်မှုမရမချင်းမီဒီယာကမှအရှုံးပေးအနာယူမီမဟုတ်ကြောင်းအမျိုးသားညီငွေရဲ့အစိုးရ NUG နိုင်ငံတကာပူပေါင်းဆောင်ရွက်ရေးဝန်ကြီးဟောင်းဒေါက်တာဆဆာကကြေညာထားပါတယ်။ကောင်းလေးတဲ့တဲ့နောက်တဲ့ ယခင်ယူမတောင်တန်းအလွန်မကွေတိုင်းပခူးတိုင်းနဲ့ AOD တိုင်းထက်ကစစ်ကောင်စီစခန်းငါခုနဲ့ရွာတုံးရွာကိုအရခတ်တတော် AA ကတင်ပိတ်ထားသည်ဟု ISP မြန်မာ၏အစီရင်ခံစာတွင်ဖော်ပြထားပါသည်။ ISP ၏ဒီဇင်ဘာတရက်နေ့ထောက်အစီရင်ခံစာဖော်ပြချက်အရမကွေတိုင်းအမ်ပဒလန်ပူကစစ်ကောင်စီစခန်းတစ်ခုပခူးတိုင်းပတောင်းမြုပ်နေကတစ်ခု AOD တိုင်းကတိုင်ချောင်းလန်ပူက စစ်စခန်းတစ်ခုတော့ကိုအရခတ်တော်အေအေကတင်ပိတ်ချကြောင်းသိစီရပါတယ်။အေအေတင်ပိတ်ထားတော့ကျေးရွာ၃ရွာမှာမကွေတိုင်းငဖေးမြုပ်နေပတန်းကျေးရွာအောက်စုမှပစည်းကျေးရွာနဲ့ကွာမြုပ်နေအဆက် AOD တိုင်းထိပ်ကမကြီးစင်ကျေးရွာနဲ့ဘိုးမီကျေးရွာတို့ဖြစ်ကြောင်း ISP ဖော်ပြချက်အရသိစီရပါတယ်။ God late that day of the day စကိုင်းတိုင်းဆွေဘူးမြို့အထွက်ကန်ဒိုဂိတ်တွေအချမ်ပစစ်ခွေးမြကပြည်သူများထံမှနေ့စဉ်ဒမြတိတ်ပြီးငွေချစ်တင်ညာချီတောင်းယူနေကြောင်းဒေသပြည်သူများကပြောပါတယ်အစူပါကန်ဒိုဂိတ်ကအချမ်ပစစ်တက်ကထင်းချုပ်ထားပြီးဆွေဘူးမြို့ရှိချေမြင့်တက်ရင်ပီတိုကမာယတစတိမှဒုအယာကံဘူးတန်ထေကဦးစီရွိတ်ကိတ်ဖွန်ထားချင်းပြောင်းဒုအယာကံဘူးတန်ထေဒီပြည်သူများတေးဆောင်လာသည့်ကွန်ပစီမြအပေါ် မဆမတန်ငွေကြေးကောက်ခံနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။စန်စပါကတစီကိုတတောင်းချက်စိတ်ပြိုးရေးတုံးအင်တုံးပစ္စည်းတွေတင်လာတဲ့ကားတစီကိုချက်တဲ့တင်ကနဲ့နဲ့တင်အတွင်ပေးနေရတယ်။နေ့စဉ်တင်ရချီရနေတာဟုဒေတာပီတူတူကပြောပါတယ်။အရာခံဘူးတန်ထေဒီကိတ်ဖွန်ဒီနတင်အတွင်ပီတူများထံမှငွေကျပ်တင်းထောင်ချီကောက်ခံခဲ့မှုအတွက် တိုင်ကျစာပေပုခေတော်လေအရေးယူမှုတဆုံတရာမခံရသည့်အပြင်ရခင်တပ်ပူ၍ဓမြတ်တိတ်ငွေကြေးတောင်းခံမှုများလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါသည်။အလားတူနိုဝင်ဘာလ24ရက်နေ့တွင်ရှမ်းပြည်နယ်မြို့ပိုင်းဒီဘိုမြို့နယ်တွင်အကြံဖက်စစ်ခွင်းတကောင်ကပြည်သူနေအင်းဈေးဆိုင်နှင့်ဆိုင်အတွင်ဝင်ရောက်ဓမြတ်တိတ်ခေတဖြစ်စစ်တပ်အရာရှိဌာနတိုင်ကျတော်လေဆူလာပြန့်တဲ့ဘက်ထရီဦးတလုံးသားပြန်ပေးပြီး ကျန်ငွေနဲ့ပစ္စည်းများကိုပြန်ပေးခြင်းမရှိကြောင်း SSPP info ကတင်ထုတ်ပြန်ထားပါတယ်။ရွေးကောက်ပွဲပြည်ရင်ကျန်ဖွဲ့ပါတီကအောက်ချုပ်ရင်လဲဒီထက်စုဖို့ပဲကျန်တယ်။တကူချပူတွေများမယ်၊လူတက်တမားတွေများမယ်၊မဒိန်တမားတွေများမယ်၊အနိုင်ကျင့်မှုတွေများမယ်။နိုင်ငံကိုဒီထက်ဆောက်ပြတ်တဲ့ဖူးပဲကျန်တယ်။ခွေးကလူကိုအောက်ချုပ်တယ်ဆိုတော့ဘယ်လိုဖြစ်နိုင်မှာလဲ။ကျန်ဖွဲ့တွေလည်းခွေးတွေကြီးပဲ၊စစ်ခွေးလည်းခွေး၊ခွေးရဲတွေလည်းခွေး မျိုးစိုးထီတွေလည်းခွေးခွေးတော်ကတာမန်ခွေးတွေမဟုတ်ဘူးလမ်းဘေးကပိုင်ရှင်မဲ့ခွေးယူးတွေလူကမီလောက်ဆိုဝိုးအော်ရခွေးတွေအပေါက်စီတိုင်းလူတဲ့ခွေးတွေမင်းတမြတ်တွေ့တမြတ်ခူးတဲ့ခွေးတွေဒီဇင်ဘာလ3ရက်နေ့ရဲ့မနက်ပိုင်းအထူးတင်ကတော့ဒီလောက်ပါပဲကေဒါဆွေတော့ကျွန်တော်တို့ပထမဆုံးမူကုံမျိုးဖြစ်စီမျိုးတောင်ပိုင်းမှာဖြစ်နိုင်လားအထူးတိုင်းစစ်ထဏနမျိုးဟာ33စီရေးတာဝန်ခံရေဘိုဆိုတာကိုပြောတော့တာကိုတစ်ချက်လောက်ရှုကြရအောင် ဘာကြီးလဲ9နှစ်နီးပါးဖြစ်လာပြီပေါ့နော်ဟိုအဓိကလည်းဒီနေ့တနင်္ဂနွေလုံးမှာရှိတဲ့တိုင်းရင်းသားတပ်တွေရဲ့ပေါ့နော်ကျွန်တော်တို့ဒီပြည်သူ့ကော်မတီတပ်တွေပူပေါင်းပြီးကျွန်တော်တို့တိုက်ကြတာတော်တော်များများလည်းမျိုးတွေအများကြီးတိုင်းနိုင်တယ်အစည်းအဝေးဖော်ဆောင်မှုတွေလည်းအများကြီးကျွန်တော်လုပ်နိုင်တာတွေ့တယ်ခုလက်တော့ဖြစ်သွားတဲ့ပုံရိပ်ရလည်းပဲအဓိကတော့တရုတ်ရဲ့အဓိကရမ်မှုမှုပေါ့နော်တော့ PR ကြောင့်လည်းကျွန်တော်တို့မြင်တယ်ဆိုတော့ကျွန်တော်တို့တွေကဘာပြန်ကြည့်ရမလဲဆိုတဲ့ဟာတော့ဒေလုံးပြစ်လိုက်တဲ့ဟာကိုကျွန်တော်တို့ ဟိုပြစ်လိုက်တဲ့ဟာကိုကြည့်မယ်ဒီ gap ဘယ်လောက်လဲဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့အဲဒေါ်လာရေးတက်တဲ့သတိကြီးကြီးနဲ့ကျွန်တော်တို့ပြန်လေးပြီးတော့စဉ်းစားသုံးသပ်ဖို့လိုအပ်တယ်ဆိုတော့ DL ရဲ့ဒီလိုလုတ်သွားလဲဖြစ်သွားလဲအပေါ်မှာသူ့ခက်ခဲဘယ်လောက်ရှိလဲဒါသူ့မှာဘယ်လိုအကျပ်တွေတွေ့နေရလဲဆိုတော့ဟာလောကျွန်တော်တို့ဒေါ်လာသုံးပါချေချေတော့ပြန်ပြီးတော့ကျွန်တော်တို့ပြန်စဉ်းစားမှဟာဖြစ်လာပြီပေါ့နိအခက်ခဲပေါ့အဲ့ဒီခက်ခဲကဘယ်လောက်ထိသူ့အတွက်ပြစ်ထန်လဲပေါ့သူ့အတွက်ဘယ်လောက်ထိဟိုဟာဖြစ်လဲပေါ့အဓိကတော့ကျွန်တော်တို့ဒေါ်လာရေးကဟိုနိုင်ငံကြီးတွေရဲ့ software မှုနဲ့ကျွန်တော်တို့လေတော်တော်လေးကိုလိုရခီးမရောက်တာ ကျွန်တော်တို့ဆိုတာဒီ2023ကတည်းကဒီ2020ခေါ်ဆက်စည်ကတည်းကပြီးကြတော့ဒါကျွန်တော်တို့တက်လိုက်တန်းတော့ကျွန်တော်အောင်မြင်သွားပြီဒါတော့တက်နိုင်ဆိုကျွန်တော်တို့ကျွန်တော်တို့အဝက်ခံဖို့ပဲကြံပြီသို့တော့ကျွန်တော်တို့အနောက်မှာခုရှိတဲ့တရုတ်နဲ့ရုရှားနိုင်ငံကြီးကလာပြီးတော့ဆိုတာဒီအပြောင်းလဲကြီးဖြစ်အောင်ပေါ့နော်သူတို့လာပြီးတော့ဝရဆော့ဖိတ်ပြီးတော့လုံးကင်လာတဲ့အပေါ်မှာ ကျွန်တော်တို့တွေတက်လိုက်တက်တယ်ကတိုက်နေရတာရတူစစ်ကောက်စီတခုတည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့နိုင်ငံကြီးတွေပေါ့ပဲပတ်သိမှုအချို့တွေကလူကိုယ်တိုင်လာစားမလို့ဒါမိပညာ အကူအညီတော့ဗောနဲကျွန်တော်တို့ drone တွေရောအရှင်းပြတဲ့ပစ္စည်းကိရတွေအဆောင်ဗောနော်သူတို့ခိုးဆိုတာလေရီတွေလည်းပဲတောက်ဆောက်သူတို့ကူညီနေတာဆိုတော့လည်းပဲဒါဆေးကိုနော်ပြီးတော့ဆေးကိုလာရောက်ပြီးသူတို့ဖယားတိုက်ပေးတယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့ပြန်ကြည့်ဖို့လိုတယ်ဗောဒါတော့ကျွန်တော်တို့တွေအားလုံးခုလို့ကျွန်တော်တို့တိုက်နေတဲ့ဟာတွေအားလုံးဟာစက်ကောက်စီတစ်ခုတည်းမဟုတ်ပဲနဲ့အနောက်ဘက်ကနေပြောဆိုတာကျွန်တော်တို့ဒီတရုတ်လိုမျိုးရုရှားလိုမျိုးနိုင်ငံကြီးတွေကထထဝဝပဲပေါ်ပဲကူညီပြီးတော့လုပ်နေတာဟာဖြစ်တဲ့အတွက်ကျွန်တော်တို့တိုက်နေရတာ ဒါ NG နိုင်ငံတွေပါတိုက်နေရတာအနေထားကျွန်တော်တို့ခက်မှတ်မှာအင်မတန်ခက်ခဲရှိတယ်အင်မတန်လည်းကျွန်တော်တို့ဖျက်ရနေပြီးတော့ပေးဆံမှုတွေအများကြီးကျွန်တော်တို့ကြုံတွေ့ရတယ်သို့တော်လည်းပဲကျွန်တော်တို့ဒီလိုဖြစ်သွားလို့ကျွန်တော်ဖျက်အောင်မလျှော့ဘူးချို့ရတွေကကျွန်တော်တို့ဘယ်လိုပြန်ပြီးတော့ဆိုတာဒီရုပ်ထွေးနိုင်ရမလဲဒီခက်ခဲကြားနေပြလေကျွန်တော်တို့ရဲ့ဖြစ်လာတဲ့ဒီအခက်ခဲကကျွန်တော်တို့တွေ့ရအခက်ခဲဆိုပြီးဟာမျိုးမမြင်ပတ်နဲ့ကျွန်တော်တို့ဖက်မှာဘောနော်ဘယ်လိုပြင်ဆင်ရမလဲကျွန်တော်တို့ထပ်ပြီးတော့ဘယ်လိုစူးစမ်းရမလဲကျွန်တော်တို့ထပ်ပြီးတော့ဘယ်လို ဘာပြောမလဲပြောရတယ်ကျွန်တော်တို့ပြန်ပြီးစေစားတုံးသားရမလဲဆိုတော့အပိုင်းကျွန်တော်တို့ပြန်လုံးမှာဖြစ်တယ်ဆိုတော့ဟိုတစ်ဖက်မှာဖြစ်သွားတာတော့ဖြစ်သွားပြီးပေးလိုက်ရတာတော့ပေးလိုက်ရပြီပေးလိုက်ရတာတော့လွယ်တကူဆိုပေမဲ့ကျွန်တော်တို့တိုက်ရတာလွယ်တကူတော့မဟုတ်ဘူးပေးဆိုင်မှုတွေအသိတွေဘဝတွေအများကြီးပဲဒီအတွက်လည်းပဲအာကျွန်တော်တို့တော်လာရေးဖက်မှာအမဒန်စေစားဆုံးဖြတ်ရတော်တော်ခက်ခဲတဲ့ဟာမို့တော့ကျွန်တော်ထည့်တဲ့အာ MD လိုမျိုး DL လိုမျိုးလည်းပဲတို့လိုမှလည်းဒီလိုခက်ခဲလေး ဟိုရှိမယ်ဆိုတော့ကျွန်တော်တို့မြင်တာပေါ့နော်ဆိုတော့အဲ့ကိုလည်းပဲဒီလိုဖြတ်သွားခေါင်းလားအာဒီလိုလှုပ်လိုက်လို့နောက်တစ်ဖက်မှာလည်းပဲအာဒါမဟုတ်ဘူးမဲလို့အဲ့လိုမျိုးလှုပ်လိုက်လားဆိုတော့ထိဆောက်ရေကျွန်တော်တို့ဘယ်လိုဖြေရှာကြမလဲပေါ့နော်ကျွန်တော်တို့ဘယ်လိုဟိုစဉ်းစားကြမလဲပေါ့ဒါလေးတွေလည်းပဲဟိုကြံတဲ့ဟိုဟိုတော်တော်လေး EO ညီကိုခေါင်းဆောင်တွေလည်းပဲအဲ့လိုတိုင်ပေးပြီးကျွန်တော်တို့ဆစ်ဆွတ်တော့ဖို့လို့လုပ်တယ်ဆိုတော့ဒီပုံမှာတော့ကျွန်တော်တို့အရင်ကြီးတော့ဟိုစုပ်ပြေးပွားရလောက်အောင်တော့ကျွန်တော်တို့ဖြစ်ဖို့တော့မလိုဘူးပေါ့နော်ကျွန်တော်အဲ့လိုပဲမြင်တယ်ဒါတော့ ဟိုထပ်ပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့ထပ်ကြိုးစောဖို့တော့လိုအပ်တာပေါ့နော်ကျွန်တော်တို့ဒိမ်မဲ့ကျွန်တော်တို့ view ကပြောင်းလဲတော့သွားလိမ့်မယ်ဟိုဂျာတက်အခက်ခဲအများကြီးလည်းကျွန်တော်ကြော်ဖြတ်ရောက်လိမ့်မယ်ကျွန်တော်အဲ့လိုပဲမြင်ပါမယ် TNL နဲ့ MNDAA က PDF တွေထက်တော့သူတို့လက်နက်ခရမ်းတွေပူရှိတယ်အမှန်ဆိုရင်တော့သူတို့ကလည်း PDF တွေကိုကြွေးမွေးခဲ့တာလေမပြောရမယ်ဆိုရင်တော့နော်တရုတ်ဘိုးမအချင်းလို့ပါအာနာစင်ကိုအမိပြချေမုံတော့မယ်ဆိုရင်တော့တရုတ်တွေလည်းကြောက်စရာမလိုဘူးလို့ကျွန်တော်ကတော့မြင်တယ် တရုတ်ပြည်မှာနေတာမှမဟုတ်တာမြန်မာပြည်မှာနေတာလေဒါကျွန်တော်အမြင်ပါကေရာဆိုညောညောဗီဒီယိုတရုတ်ဆောင်ခါရတစ်ချက်လုံးနဲ့ဆင်ကြည့်အောင်ကျွန်တော်ကနိုင်ငံရေးသမားတယောက်မဟုတ်ပါဒါမဲ့ကိုယ်နိုင်ငံရေးအတွက်ငြင်းကြောင်းတင်ရတယ်ပေါင်းဝင်နေရှိတဲ့နိုင်ငံသားတွေကျွန်တော်ဆူတောင်းနေလို့မရတော့ကျွန်တော်ရဲ့စိတ်ထဲမှာရှိတဲ့စံနာကဘာကြီးကြောင်းကျွန်တော်ပေါ်ပြောဖို့အချိန်ရောက်ပြီ all in one piece movement မှာ ကျွန်တော်နိုင်ငံ16နိုင်ငံမြေပြင်စင်ကပြပွဲပေါင်းကျွန်တော်ဆိုရှယ်မီဒီယာနေပြီးစင်ကထုတ်ဖို့ပို့တပြိုင်နက်တည်းကျွန်တော်တို့လုံးနဲ့ပွဲလိဖြစ်ပါဒါဒီဇင်ဘာ13ရက်နေ့ဟုတ်ပါဘူးအဓိကရည်ရွယ်ချက်ကတော့မတရားဖန်ဆီးချုပ်နှောင်ခံရတယ်လူလူကောင်းဆောင်တဲ့ကောင်းကြီးစုကြည်သမနာ့ရဲ့အင်းကြီးနိုင်ငံအကျဉ်းသားတွေအားလုံးအမြန်ဆုံးလုပ်ဖို့ပြည်တူအောင်ယူကောက်ဖို့ကဘာတူအောင် ဟောပြောဖို့နောက်ဆုံးကျွန်တော်မြန်မာနိုင်ငံနိုင်ငံသားတွေအားလုံး lucky စီလုံးဆိုစီလုံးပြရဖို့ all in one peace movement လောကကြီးကျွန်တော်မြန်မာနိုင်ငံနိုင်ငံသားတွေအားလုံးကလွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ဒီမိုကရေစီနဲ့လောက်ထိုက်တယ်လို့ဆိုတာကမ္ဘာကြီးကြောင်းအပလို့ချင်းဘယ်လိုပါမလဲဘယ်လိုလောက်ရမလဲဆိုတာတော့တကယ်ပါဝင်ခြင်းစိတ် ရှိတယ်။နိုင်ငံသားတယောက်နေနဲ့ကိုယ်နိုင်ငံဒုက္ခရောက်နေတဲ့ကတောင်တနေမှာပေါင်ဂျင်းစိတ်ရှိတယ်ဆိုရင်နည်းလမ်းမျိုးရှိတယ်။အဲဒီဒီပုံမှာကျွန်တော်တို့ကြည့်ရပါမယ်။ဒီကောက်ကိုရှောက်ပြီးတော့ကိုယ့်ရဲ့တန်ဖိုးကိုအကောင်းဆုံးကိုယ်နိုင်ငံအတွက်တုံးချဖို့အဲဒီကိုကောက်ကိုဟိုရှောက်ပြီးပြရှိမှဖြစ်ပါတယ်။ကျွန်တော်မြန်မာနိုင်ငံအနာဂတ်အတွက်ကျွန်တော်အားလုံးအတူတူလက်ချင်းချိန်ပြီးဆက်ပြီးတော့ကြွားကြ အားလုံးကိုဒီ all in one piece movement မှာပါဝင်ဖို့ကြိုးပမ်းကြပါမယ်။အားကျေးဇူးတင်ပါတယ်။ December 3ရက်နေ့မှာဖြစ်ပါတယ်။ Social media တုံးတဲ့လူတွေက December 3ရက်နေ့မှာ Social media ပေါ်မှာစန္ဒပြလို့ရပါတယ်။စန္ဒပြလို့ရတဲ့နေရာမှာနေထိုင်တဲ့ပြည်သူလူထုတွေအတွက်ကတော့မိမိအနီးအနားကစန္ဒပြဖို့ခေါ်လို့ဆိုရင်ကြေုပ်ပြုတ်ပြီးတော့လိတ်ပေးကြပါလို့ဒီကနေ့တောင်းဆိုချင်ပါတယ်။လာမယ့် December 3ရက်နေ့မှာအားလုံးစိတ်တူတူနဲ့လှုပ်ကြရအောင်။ကြည့်ရဆိုရင်တော့ video ဘဒူးဆိုတိုနီဂျက်ဖစ်ကိစ္စမပြောရလဲတစ်ချက်လောက်ရှုကြရအောင်ဒီကိစ္စတကဘာ1နဲ့ကဘာတဝမ်းကိုတပတ်ပေးတဲ့ကိစ္စတစ်ခုဖြစ်လာပြီအဲ့တော့ကဘာပြဿနာဖြစ်လာပြီကဘာပြဿနာဖြစ်လာပြီဆိုရင်တော့နိုင်ငံတကာမှာရှိတဲ့အစိုးရမင်းနဲ့အားလုံးကတီချာစဉ်းစားပြီးတော့ကျွန်တော်တို့နဲ့လက်တွဲပြီးတော့ဒီဟာတွေကိုတိုက်ဖြတ်ဖို့ဆိုတာအင်မတန်ရည်ကြီးတဲ့ချိန်ရောက်လာပြီမဟုတ်ရင်ခင်ဗျားတို့ဖာစီဘာသာနေကိုနေသားလို့နေရမယ်ဆိုရင်တော့ဒီလူတွေကဒီလူမျိုးမျိုးဘာသာမျိုးအကုန်လုံးချက်ပြီးတော့ဖြစ်စီတော့မှာသူကပတ်ဆိုင်ရပြီးရောဆိုတဲ့လူတွေဘာအက်တစ်တယ်ဘာတွေ ကိုကျင့်တိတ်ခါတွေတခုမှထားတာမဟုတ်ဘူးဟိုအမေရိကန်တို့တရုတ်တို့ဆိုတာသူကနားလည်တာမဟုတ်ဘူးပတ်စံရရင်ပြီးရောဆိုတဲ့လူတွေပဲဖြစ်တယ်အဲဒါကြောင့်မလို့ဒါတွေကကမ္ဘာပြဿနာဖြစ်လာတဲ့အခါမှာကျွန်တော်အချိန်မဆွဲဘဲနဲ့ကျွန်တော်တို့လက်တွဲမှဆိုတော့အထူးသဖြင့်ကတော့ကျွန်တော်တို့နေပြည်တော်မှာတော့ရှင်းထုတ်လိုက်ရတာကျွန်တော်တို့ကလည်းတန်တန်ပြီတော့ကိုယ်နေပြည်ကပြင်ပကိုရှောက်တော့လှုပ်လို့ပဲရအောင်လေဒါပေမဲ့ကျွန်တော်ကိုယ်နေပြည်တော်မှာရှင်းထုတ်နိုင်ဖို့အတွက်အခုကလည်းတော်တော်လေးဝချင်းနေဆိုနေရှိဖြစ်နေတဲ့အချိန်မှာ ဒါကိုမလုံနိုင်ပဲနဲ့ကျွန်တော်တို့ကိုယ်တိုင်လည်းမလုံနိုင်ဘူးဆိုတာကိုယူသားကိုခံပြီးသားဆိုတော့အဲ့ဒါတွေကကိုယ်ပြဿနာပဲဆိုတော့ဝိုင်းဝန်းလက်တွဲပြီးတော့လှုပ်ဆောင်မယ်ဆိုရင်တော့ပုံဘူးတို့ထိတိရောက်နေမြင်မှာပြီးတော့မှာဖြစ်တယ်ဆိုလိုတာကဗျာဒီဟာတွေကကျွန်တော်တို့မနိုင်တဲ့ဟာကိုနိုင်တဲ့လူတွေဖိတ်ခေါ်ရတဲ့နဲ့မလုံဘူးဆိုရင်လည်းဒါတော့လုံးဝတောင်းမဲ့ရကြတယ်လို့ပဲကျွန်တော်အဲ့ဒါပဲပြောချင်ဒီလိုပြောချင်အဖြစ်လဲကျွန်တော်တို့တက်ခက်ဝေဖန်တာလည်းမဟုတ်ဘူးကျွန်တော်ဖြစ်စီချင်တာဒီလုပ်ငန်းကိုမြန်မြန်ဆန်ဆန်တိုက်ဖြတ်လုပ်ဖို့ဆိုရင် ထဲထဲဝင်ဝင်လာပါဘာမှဟိုအကြောင်းပြဒီပြောင်းပြเสียမလို့ဘူးเนาะဆိုလိုတာကကျွန်တော်တို့ချက်ချင်းလန်ကြီးအကောင့်ထဲဖို့မယ်ဆိုတော့ဒီလိုမှဆိုတော့စီပြတ်သွားမယ်ဒါပေမဲ့ကျွန်တော်စောစောပြောသလိုပဲသူတို့မှဒီလိုမျိုးအကန့်အသတ်ရှိနေတဲ့အခါကြတာအဲ့လိုအကန့်အသတ်ရှိနေတယ်ဆိုရင်သူတို့မလုပ်တော့မဟုတ်ဘူးလို့လုပ်မယ်သူတို့ကလည်းနည်းလုပ်စက်ကိုကိုခိုးခိုးနဲ့လုပ်နေတာပိုင်းနဲ့ရှိရင်ကျွန်တော်လည်းမမြင်အောင်ပြအဲ့ဒီပိုင်းကတော့ကျွန်တော်တို့ဒီထက်ပို့ပြီးတော့ပြောလို့မှမရတာဘာပြောလို့မရဆိုတော့ကိုမြင်လည်းမမြင်အောင် ဆိုတော့အပိုင်းမှာတော့အဲ့လိုအကန့်အသတ်ရှိတယ်ဖြစ်စေချင်တာတော့ဒီလိုတွေပြောင်းပြီးတော့ဝင်လာပြီးတော့တခါလေရှင်းလို့ရတယ်ဒါစိတ်ချမ်းသာရှိလွယ်လွယ်လေးပါဒါတွေကအဲ့ဒါတွေကဟိုဒီဟိုဥပဒေစောက်ဒီဥပဒေစောက်ဟိုဟိုဟိုပုံကလက်မထိုးဖို့စောက်တာနဲ့ဘယ်နှစ်နှစ်လောက်ကြာသွားလဲဆိုတော့ကျွန်တော်အဲ့ဒါတွေကမြင်နေတယ်မြင်နေတဲ့အတိုင်းလည်းဖြစ်နေတဲ့ကိစ္စပဲလေအဲ့ဒါကြောင့်မို့ကျွန်တော်ပြောချင်တာကတော့နိုင်ငံကနေပြီးတော့ဒီဟာတစ်ကမ္ဘာလုံးကိုတစ်ခါပေးတဲ့ဟာဖြစ်ပြီးဆိုတာတိတဲ့တနေ့မှာခက်မြန်မြန်လေးအေးအေးဆောင်ရွက်ဖို့လိုတယ်ဆိုတော့ကျွန်တော်ထပ်ပြီးတော့ပြောချင်တယ်ဗျာ အခုတလုတ်ခဲယူရီတနာဆရာကောင်းတယ်။ဂျပစ်ကိစ္စတွေလည်းသူတို့အလောက်ရှုပ်တယ်။အဲ့ဒီချိန်မှာစစ်ခွဲတွေကလည်းပြတ်တိတ်တယ်။မင်းလက်ပံရဖူးစစ်ကောင်စီစစ်ခွဲတွေကဂျူးစားနေတယ်။ခုချိန်မှာတိတ်ပွဲတွေပင်းထန်နေတယ်။မင်းလက်ပံဖက်မှာကေရာဆိုရင်တော့တော့ဗီဒီယို2026 30ဟာမြန်မာနိုင်ငံကြီးဆွေရောင်လက်မဖြစ်မဲတဲ့ကျင်ဖွဲပါတီတို့ရဲ့ဂျူးစားမှုတွေတစ်ချက်လောက်ရှုကြရအောင်။ကျွန်တော်တို့အနေထားကအားလည်းရှိတယ်။ဘာဥတော်ရင်းလည်းပါတယ်။ကျွန်တော်လည်းရှိနေတယ်။ ဲ့တော့ကျွန်တော်တို့ကအဓိကပြောလို့ရှင်တော့ပြောတဲ့အနေအထားမှာလည်းကျွန်တော်တို့ကပြည်သူကိုကျွန်တော်တို့ပဲအနေအထားကိုပါလာအောင်ကျွန်တော်တို့ကပြောဟောပြောစည်းရုံးနိုင်တဲ့အင်အားလည်းရှိပါလေ။ဒါကြောင့်မို့လို့မဲထဲတဲ့အချိန်မှာလည်းကျွန်တော်တို့ကမဲအပြတ်တတ်နိုင်မယ်လို့လည်းကျွန်တော်ကယုံကြည်ပါတယ်။နောက်တစ်ခါအခုကျွန်တော်တို့အနေအထားမဲထဲတဲ့နေရာမှာလည်းမဲလာထဲတဲ့ဒူမှာလည်းကျွန်တော်တို့မန္တလေးတိုင်းမှာအများဆုံးဖြစ်မယ်လို့ခန့်ယူထားပါတယ်2025ရွေးကြောပြီးပြီးတော့2026ခုနှစ်30ရက်ထိကကျွန်တော်တို့ကအခု2025 20မှာလဲအတိုက်ခံ နဲ့ကျွန်တော်ကหนีခဲ့ရတယ်2020 25လဲကျွန်တော်တို့ကတဆင့်တင်ပြတဲ့အဆင့်ပဲကျွန်တော်တို့หนีခဲ့ရတယ်2020ရောက်30ဟာကျွန်တော်တို့ပြည်တော်လူတက်ခိုင်းနေဖွံ့ဖြိုးပါတီအစိုးရဖွဲ့မယ်ဆိုရင်လက်ရှိလုပ်နေတဲ့ဒူတွေကအယိရှင်းရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပျော်ဝင်မဟုတ်ပါဘူးမြန်မာနိုင်ငံကြီးကဖွံ့ဖြိုးတိုးတက်မယ်ယုံကြည်ပါတယ်မြန်မာနိုင်ငံကြီးကတိုးတက်ဖွံ့ဖြိုးမယ်ဆိုလေကျွန်တော်အာမခံပါတယ်ကျွန်တော်တို့ရှိနေတဲ့ပြည်ကံဖြိုးမှာရှိနေတဲ့ကျွန်တော်တို့ရွေးချယ်ခံမဲ့ကိုယ်စားလှယ်တွေကလည်း သူ့နေရာနဲ့သူအကြီးချင်းရှိတဲ့ပုံကိုယ်ကြီးဖြစ်တဲ့အတွက်အမေနေရာအရှင်သူကာလာတွင်းမှာကိုပြင်းလာမယ်လို့ယုံကြည်ပါတယ်ခင်ဗျာအဲရှားနေတော့ပြောစရာမရှိပါဘူးကျွန်တော်တို့ဟာဒီကျွန်တော်တို့2015ဥသိမ်းစဉ်ဆိုရလက်ထက်မှာကျွန်တော်တို့ဟာအစိုးရပွဲပြီးတော့ကျွန်တော်တို့ဟာပြည်သူတွေကိုကျွန်တော်တို့ကနမူနာပေးထားပြီးဖြစ်ပါတယ်ဘယ်လိုမျိုးဖြစ်ဖြစ်2026 30ဟာကျွန်တော်တို့ရွှေရောင်လှမ်းမဲ့ခေတ်မြန်မာနိုင်ငံကြီးရွှေရောင်လှမ်းမဲ့ခေတ်ဆိုတာကိုယုံကြည်တယ် အူမူခိုင်မာပြည်မြန်မာနောက်တခါကျွန်တော်တို့ကအခုကျွန်တော်တို့အာဆီယံ17နိုင်ငံအနေထားကိုရင်ပေါင်တိုင်းနိုင်တဲ့အခြေအနေရောက်မယ်လို့ယုံကြည်ပါတယ်ဆိုတဲ့အကြောင်းတင်ပြလိုပါတယ်။စိတ်မကောလမ်းရောမောင်ယိုဆွေအောင်ဟန်ပြီးဆွေအောင်ဆွေအောင်ချင်းမီဒီမှာပြောရတော့သိတဲ့အတိုင်းပဲဗျာအခုလမ်းရောနောက်ခွေးလမ်းကြိုလမ်းကြားတွေရောက်နေပါပြီဗျာဒါကျွန်တော်ပါတီဝင်နေနေကလေးတွေနေနေဒါလာပြီးတော့မိဘပြည်သူများအတွက်လာပြီး ဂျူဆာနေကြတာလောအပ်ပေးနေရပါတော့ဒါလမ်းမတော်နေမြို့ကပြည်သူများနောက်ဖူးလမ်းကြိုလမ်းကြားတွေပေါ့နော်ဒါလုံးမျိုးပါဒါမင်းတို့နဲ့တန်းတာတခြင်းကအလွန်အမြန်လှပတဲ့နောက်ဖွေးလမ်းကြတွေပြအခုလည်းပြန်လှပအောင်ကျွန်တော်ပါတီကလေးနဲ့လုံးပါပါလောပြီးပါပါနောက်လည်းဆွေယောင်းလမ်းတာဆွေယောင်းခင်းတာတမျိုးတည်းလုံးပါရှိတယ်လေဟိုတမျိုးနဲ့လုံးပါရှိတယ်လမ်းတို့လမ်းကြတွေကျွန်တော်ပါတီကလောပြီးပြီးတော့တန်ချေးလုံးတက်မှာပါဒါလေးလမ်းမတော်နေပြည်သူလူထုကို ျွန်တော်တင်ပြလို့တာပါတင်ပြလို့တာပါဘာလို့ဆိုတော့ဒီဟာလေကျမ်းမာရေးရသလောက်ကောင်းเนาะလုံကျိုးရသလောက်ကောင်းဒါလေးတွေလုတ်တာပါကျွန်တော်တို့ကเนาะအဲ့တော့ပြည်သူလူထုကိုကျွန်တော်ကလေးတွေအပ်ပါတယ်နတ်တယ်เนาะဒီမှာအလုပ်ခိုင်လုံရင်းခိုင်ရင်းနဲ့ကျွန်တော်ကလေးတွေအနေနဲ့ဟောเนาะဟိုဟောเนาะမာဝင်မှာပါခဲ့တယ်ဆိုလဲတကြီးခန့်ကြမှာလုတ်နေရတော့အခုတွေ့ရတဲ့အတိုင်းပဲအတွေ့ရတဲ့အတိုင်းပဲဗျာအခုလုတ်နေရတော့เนาะ အလုံးတွေ့တဲ့အတိုင်းပဲပေါ့နော်တော်တော်လေးစိုးစိုးဝါးဝါးဒါဆိုမိန်လာဦးတွေမိန်လာဦးတွေမိန်လာပိုက်တွေအဲညီမိုက်တိုက်ကြိုက်ကစားပေါ့ဗျာနော်ဒါလေးတွေလုံနေပါအဲ့တော့ကျွန်တော်တို့ဟိုမိဘပြည်သူများအနေနဲ့ဟိုပူပေါင်းဆောင်ရွက်ဖို့လည်းကျွန်တော်ပြောချင်ပါတယ်ပူပေါင်းဆောင်ရွက်ဖို့ကတက္ကမှုပါဘူးဝင်လို့ကိုမိဘပြည်သူများကိုပြောတာမဟုတ်ပါဘူးအဲနော်အဲ့တော့ဒီလိုပေါ့လေတကားလေးတွေဖွင့်ဟိုလိုအပ်တဲ့တကားတကားလေးတွေဖွင့်ပေးဖို့မိန်လာသွားလား လမ်းကြားလေးတွားလေးလိုက်အဆင်ပြေဖို့လို့စသဖြင့်ပေါ့နော်ဒါလေးတွေကိုလုပ်ပစ်တည်နေတာမှပြီးတော့ပြည်သူများဘူးနော်ပြည်သူလူထုကိုချစ်လိုက်တာနော်အဲ့လိုမျိုးခေါဆောင်တွေကိုလူချင်တာ2026ကနေ30အထိကတော့မြန်မာနိုင်ငံကြီးဆွေယောင်လိုင်းကင်ပီတော်မှာအခုမှစပြီနော်နိုင်တော်မနိုင်သေးဘူးလက်မတော်မှနေတဲ့ပြည်သူလူထုတွေအတွက်စကားတစ်ခုမှချင်တယ်ကြံခွဲပါတီတွေကလက်မတော်မြုပ်နေကိုဆွေယောင်ခင်းနေပြီလို့ဒီကနေ့ပြောချင်ပါတယ် ဒါကြောင့်ကြန့်ခွဲပါတီတွေကမိမိအင်ကိုတကားခောက်လို့ဆိုရင်တကားဖွင့်ပေးကြပါပြီးမှဘာလို့ပေးမလဲလက်တီနဲ့နှစ်ခါသုံးခါလောက်ထူပြီးမှမောင်းထုတ်ပေးလိုက်ပါလို့ဒီကနေ့ပြောချင်ပါတယ်အရင်ကတည်းကလူမျိုးလို့ဖူးချက်လာကြန့်ခွဲပါတီတွေကလက်မတော်မှနေတဲ့ပြည်သူတွေဖြစ်ပေးကြပါဦးငါးနှစ်လုံးလုံးမြုပ်ထဲမှာဒီလူပုံစံနဲ့တန့်ရှင်ရီလို့မင်းဆိုရင်တော့ရန်ကုန်မြို့ကြည်ဘလောက်တန့်ရှင်မလဲကွာလေးစားတယ်အားပေးတယ်ဆက်လို့ဆွေရောင်လှမ်းမင်းဆိုတာကိုအေးတာကိုပြောချင်တာတပုတ်ပုတ်ချက် โอเคပါသူငယ်ချင်းတို့ဒီမြတ်တင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများချစ်တင်ပါတယ်ကျွန်မကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time